်မင်္ဂလာပါအခင်းအားစပွန်ပရီးမီးယားလိပွဲစဉ်ရှေ့အတွက်ပေါ်ကျသုံးသက်ချက်စီစဉ်နေပြန်လဲပြီးကြိုဆိုလိုက်ပါရကျွန်တော်အခင်း host ကောင်းခန့်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေစဉ်ကစားသမားဟောင်းတထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ဒါပရီးမီးယားလိပွဲစဉ်ရှေ့ရဲ့ဒါစနေနေ့ကစားမဲ့ပွဲစဉ်တွေကဒါကျွန်တော်လက်ရှိအကောင်းဆုံးလို့ပြောမဲ့ပွဲစဉ်တွေကိုတော့ရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုလို့ပြပြပြပေါ့ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့စနေနေ့ည7:00နာရီမှာရှင်မြန်ကစားမယ်ဖူဟန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါဖူဟန်အသင်းကတော့နောက်ဆုံး2ပွဲဆက်တိုက်ရှုံးနိုင်ထားရတဲ့ဆိုပေမဲ့အဲဒါကျွန်တော်တို့ဒီဇူရိုလဲဇာတ်ထိပ်ပိုင်းအောင်ပြန်လဲပြီးတော့ဒါတက်ရောက်နိုင်ဖို့အတွက်ဒီနေ့ပွဲစဉ်ကဒါအင်ကွင်းပွဲစဉ်ဖြစ်တာနဲ့အညီအရေးကြီးတယ်လို့တစ်ဖက်ကအာဆင်နယ်အသင်းကလည်းနောက်ဆုံး9ပွဲဆက်တိုက်တို့အနေနဲ့ရှုံးပွဲလုံးဝမရှိဘဲနဲ့လက်ရှိပရီးမီးယားလိအမှတ်ပေးစရာကိုဥဆောင်သူဖြစ်နေတာဖြစ်တဲ့အတွက်ဒါတို့အနေနဲ့လည်းဒါရမှတ်တွေကိုရောယူလို့မရတဲ့အနေအထားမျိုးမှာဒါဖူဟန်အသင်းကိုဘယ်လောက်ထိအကောင်းဆုံးတောင်းပြန် ကစားသွားနိုင်မလဲ full hand အသင်းကလည်းဒါဘယ်လောက်ထိသူတို့အိမ်ခွေးမှာလုတ်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒီနေ့သင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တင်တဲ့တူပဲဆက်လိုက်ကြအောင်ဗျမင်္ဂလာပါအခေယာမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယာ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ် လိုဂယ်ဒိုမိန်းဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီပြင်ဆက်ပေးနိုင်လည်းဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့အခရာ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုဒီနေ့သင်ရှေ့ရပွဲစဉ်တွေရတဲ့တွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့လက်ရှိမှာတော့အာဆင်နယ်အသင်းဒီနောက်ဆုံး၅ပွဲအပြီးမှာတို့ဒီစီတီနဲ့တပွဲပဲကျွန်တော်တင်ကြခဲ့တယ်။ကျန်တဲ့ပွဲစဉ်၄ပွဲလုံးကိုနိုင်ရရှိထားတယ်။နိုင်ရရှိထားတဲ့၄ပွဲလုံးမှာလည်းတိုက်စစ်ပိုင်းကတပွဲကိုအနည်းဆုံး၂ဂိုးစီသုံးယူထားနိုင်တယ်လို့ပေးကူကလည်းတဂိုးပဲရှိခဲ့။အဲ့တော့လက်ရှိအာဆင်နယ်အသင်းရဲ့ဒီယာဒီအကောင်းဆုံးကျွန်တော်တို့ပရီးမီယာလိဂ်အသင်းဒီမှာဆိုရင်ဖောင်ကောင်းဆုံးအနေထားတစ်ခုကိုပြန်ပြီးတွေ့ရမယ်ဆိုတဲ့အနေထားလေးမှာရှိရဗျ။အဲ့လိုပဲတစ်ဖက်ကအင်ရှင်ဖူဟန်အသင်းကိုပြန်ပြီးကြည့်မယ်ဆိုတော့ဖူဟန်တော့နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်ပြီး၂ပွဲရှုံးထားတယ်။ဒါပေမဲ့ပြန်ပြီးတတိထားရမှာသူတို့ကအိမ်ကွင်းမှာတော့နောက်ဆုံး၃ပွဲစတိုင်မှာလီရဲ့ဘရန်ဖိုရဲ့ပ တော့ကျွန်တော်ဒီ Cambridge United ကိုတော့၃ပွဲဆက်တိုက်အိမ်ခွင်ပွဲစဉ်အနေနဲ့ National League ကစားပြီးတော့နိုင်ထားတယ်။ရှုံးထားတဲ့၂ပွဲတော့နောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်၂ပွဲဖြစ်တဲ့ Villa နဲ့ Bournemouth နဲ့အဝေးခွင်ပွဲစဉ်မှာတော့၃ခု၃ခုစီနဲ့ရှုံးနေထားတယ်ဗျာ၂ပွဲလုံး။အဲ့တော့သူတို့တင်းရတော့အဝေးခွင်ဆိုရင်ခြေစွမ်းပိုင်းကကြာစင်းတာမှန်ပေမဲ့လည်းအိမ်ခွင်မှာဆိုတော့ရက်လက်ပိုင်းကကောင်းရက်လက်ပိုင်းကောင်းတစ်ခုပေါ့နော်။ပြန်ပြီးတော့ပေါ်ဆောင်နိုင်မှုအတွက်သူတို့မှလုံလောက်တဲ့စွမ်းအင်တစ်ခုရှိတယ်။အဲ့တော့ဒီပွဲစဉ်က Fulham တင်းရဲ့အိမ်ခွင်မှာ Arsenal အနေနဲ့အဝေးခွင်မှာလာအောင်ရှင်ပြန်ကစားတဲ့အချိန်မှာဘလို့အနေထားမျိုးတွေများအခက်အခဲကြုံလဲ။ဒါမှမဟုတ် Arsenal တင်းသူတို့တင်းရဲ့ပုံမှန်ခြေစွမ်းအတိုင်းပဲထပ်ပြီးတော့ကျွန်တော်အကောင်းဆုံးခြေစွမ်းပြနိုင်မျိုးကြော့ဖြတ် သွားမလားအဲ့လေးပြင်ဆင်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိဒါအာဆနယ်အသင်းကဒါတော့ကျွန်တော်တို့ ရီးမီးယားလိမှာဆိုလို့ရှိရင်တော့နောက်ဆုံးဒါ၅ပွဲမှာတော့တပွဲရှုံးနေထားတယ်ဒါ၃ပွဲထိအနိုင်ရပြီးတော့ဒါတပွဲသိရကြထားတယ်ဗျဆိုတော့ဒါပေမဲ့ဒါကျွန်တော်အာဆင်နယ်အသင်းဘက်ကတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဒါကျွန်တော်တို့ထိပ်ပိုင်းအသင်းကြီးနေပေါ့နော်ဆိုတွစ်ဆုံခဲ့တာကဒါမန်ချက်စတာစီးတီးအသင်းနဲ့ဒါတွစ်ဆုံတဲ့ပွဲစဉ်မှာတော့ဝမ်ဝမ်သိရကြဆိုတော့အဲ့ဒီနောက်ပိုင်းမှာတော့ဒါသူတို့အနေနဲ့ဒါနျူကာဆယ်တော့အသင်းကောင်းတဲ့အသင်းပဲဆိုတော့အသင်းကောင်းတဲ့အသင်းကိုသူ2-1ဆိုရရလဲနဲ့နိုင်တယ်နောက်ကျွန်တော်ဝက်ဆန်ကို2-0နဲ့နိုင်တယ်ဆိုတော့သူတို့အနေနဲ့ဒါကျွန်တော်တို့အခုချိန်ထိပေါ့နော်ဒါလက်ရှိချိန်မှာလဲဒါဖူဝမ်အသင်းနဲ့တွေ့တယ်ဆိုတော့အာဆင်နယ်အသင်းဘက်ကကြည့်မယ် ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒါခီလန်ကနည်းနည်းဖြောင်ပြိုးနေတဲ့အနေအထားတစ်ခုတော့ရှိတယ်ဆိုတော့နည်းနည်းဒါအသင်းကြီးတွေနဲ့ဒါဆမ်ဘဝဲအစ်စ်ခံရမယ့်အနေအထားမျိုးတော့သူတို့ဒါမကြုံတွေ့ရသေးဘူးပေါ့နော်ဆိုတော့အကောင်းဆုံးဒါလက်ရှိအနေအထားမှာအမှတ်တွေရယူထားခြင်းကနောက်ပိုင်းမှာဒါအမှတ်ပြန်ရောမယ်ဆိုလို့ရှိရင်တော့သူတို့အတွက်ဒါအဆင်ပြေသွားနိုင်တဲ့အနေအထားတစ်ခုတော့ရှိတယ်ဗျဆိုတော့လက်ရှိတော့အာဆင်နယ်အသင်းရဲ့ဖောင်ကတော့ဒါတော်တော်လေးကိုတည်ငြိမ်နေရလို့ပဲကျွန်တော်ပြောရမယ်တစ်ဖက်ကဖူဟန်အသင်းကတော့ဒါကျွန်တော် နောက်ဆုံး၅ပွဲမှာဒါသူတို့အနေနဲ့ဒါ၃ပွဲနိုင်တယ်ဆိုတော့လီးယူနိုက်တက်ကိုနိုင်တယ်ဘရန်ဖို့ကိုနိုင်တယ်နောက် Cambridge United ကိုနိုင်တယ်ဒါမဲ့ကျွန်တော်တကယ်အသင်းက ကောင်းတွေဖြစ်တဲ့ဒါ Aston Villa တို့ FC Bournemouth တို့ ਨੇ တွဲဆုံတဲ့အခါမှာတော့ဒါ3-1ဆိုတဲ့ရလက်နဲ့ပဲနှစ်ပွဲစလုံးတို့ထပ်ပြီးရှုံးနေထားခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒါ Fulham အသင်းထွက်ကတော့ဒါတော်တော်လေးပေါ့နော်ဆိုတော့တကယ်ဟိုအသင်းကောင်းပေါ့နော်ဆိုတော့ပုံမှန်သူတင်ကိုတင်ကစားမဲ့အသင်းမျိုးတွေနဲ့ဆိုလို့ရှိရင်တော့ရုန်းကန်ရလေးရှိတာမျိုးတွေ့ရတယ်ဆိုတော့ Arsenal အသင်းနဲ့ပွဲစဉ်မှာလဲဒါတို့အနေနဲ့ဒါတော်တော်လေးရုန်းကန်အောင်မဲ့အနေထားတစ်ခုတော့ဒါကျွန်တော်ပြောရမယ်ဒါပေမဲ့တစ်ခုရှိတာကဒါနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာတို့အနေနဲ့အဝေးကွင်းမှာပဲတွားရောက်ကစားခဲ့ရလက်ရှိဒါအိမ်ကွင်းမှာကျွန်တော်နောက်ဆုံး၅ပွဲမှာကျွန်တော်ကြည့်မယ်ဆိုတော့၃ပွဲနိုင်တယ်အဲ့9နဲ့၃ပွဲစလုံးကအိမ်ကွင်းပွဲစဉ်တွေ ီပဲဗျ။ဒါရှုံးပွဲနှစ်ပွဲကြုံတွေ့တယ်။အဲ့ဒီရှုံးပွဲနှစ်ပွဲကဒါကျွန်တော်အဝေးကွင်းပွဲစဉ်တွေ။ဖူဟန်အသင်းကဒီရသေးတာအိမ်ကွင်းဆွမ်းဆောင်ရီတော်တော်လေးကောင်းတယ်လို့ကျွန်တော်ပြောရမယ့်အနေအထားတစ်ခုမှာဒါအာဆင်နယ်အသင်းတော့လည်းအရင်ကတော့လွယ်ကူနေမှာတော့မဟုတ်ဘူး။ဒါသူတို့အနေနဲ့လည်းနောက်ထပ်ကျွန်တော်ရှားမတ်တွေရယူချင်တယ်ဆိုလို့ရှိရင်လည်းရှစ်ဖောင်ပုံစံကောင်းတစ်ခုတော့ဆက်လက်ပြီးတော့ဒါထိန်းသိမ်းရမယ့်အနေအထားတစ်ခုဗျ။ဆိုကြားထဲမှာလည်းဒါကျွန်တော် international break ဝင်သွားတာဖြစ်တဲ့အတွက်ဒါကျွန်တော်အသင်းသားတွေရဲ့ဒါ form တစ်ခုပြန်လည်ပြီးတော့တည်ဆောက်ဖို့အတွက်ဒါအာဆင်နယ်အသင်းကလည်းလိုအပ်နေရဖြစ်တဲ့ဆိုတော့ဒါဖူဟန်အသင်းကလည်းဒါသူတို့အကောင်းဆုံးပြန်လည်ပြင်ဆင်ချိန်ရပြီးတော့ဒါအကောင်းဆုံးပုံစံနဲ့ပွဲထွက်လာဖို့ ဖို့ရာလည်းရှိပါတယ်ဗျ။ဟုတ်ကဲ့ပါကွေကျွန်တော်တို့ဒါ full hand အတင်းနဲ့ arsenal အတင်းတို့ကဒါကျွန်တော် premier league မှာဒါထိတိုက်တွဲဆုံမှုတွေအများကြီးရှိခဲ့တယ်ဆိုတော့ပြီးခဲ့တဲ့နှစ်တည်းကလည်းဒါထိတိုက်တွဲဆုံမှုတွေရှိခဲ့တယ်ဆိုတော့တို့နှစ်တင်ရဲ့ဒါတစ်ချက်ထိတိုက်တွဲဆုံမှုကြောင်းလေးကိုလည်းပြပြပေးပါဦးဗျ။ ုတ်ကဲ့ပါကိုဒီနေ့သင်ရထိုက်တွဲဆုံမှုအနေထားကိုပြင်ပြီးကြည့်ရမှာဆိုနှစ်သင်းကြားနောက်ဆုံး၅ချိန်မှာတော့ကျွန်တော်ဒီအာဆင်နယ်ကနှစ်ချိန်ထိနိုင်ခဲ့တယ်ဖူဟန်တစ်ချိန်နိုင်ပြီးတော့နှစ်ချိန်အောင်တည်ကြခဲ့အဲ့တော့အရင်ကြီးတော့ကျွန်တော်ပြောရမှာဆိုပြတ်သားတဲ့ရလက်တွေတော့မဟုတ်သေးဘူးအဲ့ဒါပြောမှာနောက်ဆုံး၅ချိန်မှာအာဆင်နယ်သင်းနိုင်ခဲ့တဲ့နှစ်ချိန်မှာ3-0နဲ့နိုင်ခဲ့တဲ့2023ကဖူဟန်သင်းရဲ့အိမ်ဝင်းမှာနိုင်ခဲ့တဲ့တစ်ချိန်ပဲပြတ်သားရလက်ထွက်ခဲ့တယ်ကျန်တဲ့ချိန်တွေမှာ1-1တည်ကြတယ်2-2တည်ကြတယ်နှစ်ပွဲနောက်ပြီးတော့အာဆင်နယ်နဲ့ဖူဟန်တို့တစ်ချိန်ထိထပ်ပြီးပြန်ပြီးတော့နိုင်တဲ့ပွဲစဉ်မှာဆိုတော့နှစ်ဂိုးတစ်ဂိုးဆိုရလက်တွေပဲပြန်ပြီးတွေ့ရအဲ့တော့နောက်ဆုံး၄ချိန်မှာတော့ဒီနှစ်သင်းကြားမှာအရင်ကြီးမားတဲ့အဲကျွန်တော်ရလက်ပိုင်းတစ်ခုတော့ ွာခြားမှုတွေတော့ကျွန်တော်မတွေ့ရဘူးအဲကျွန်တော်ဒီ၅ဂျင်မျိုးတွေ့ဆုံခဲ့တဲ့ဖူဟန်နဲ့အာဆင်နယ်သင်းရဲ့ပွဲစဉ်တစ်ပွဲမှာပဲကျွန်တော်အာဆင်နယ်နဲ့၃ခုပြတ်နိုင်ခဲ့တာရှိခဲ့တယ်နောက်ဆုံး၄ဂျင်စတိုက်မှာတော့၂ဂျင်သေးကြပြီ၃ဂျင်စီနိုင်ခဲ့တယ်အဲ့တော့အဲ့ဒါပြုံမှာနောက်ထပ်ကျွန်တော်ဖူဟန်သင်းရဲ့အင်ဂွင်ခရက်ကျွန်တော် Craven Cottage မှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်နောက်ဆုံး၃ပွဲမှာတော့တပွဲနိုင်တပွဲသေးတပွဲရှုံးဆိုရရက်လက်အနေထားရတော့အာဆင်နယ်အနေနဲ့တော့ဖူဟန်သင်းရဲ့အင်ဂွင်မှာဆိုရင်တော့အရင်ကြီးတော့ကျွန်တော်တို့ပြောမှဆိုအသာစီးရထားတဲ့အနေထားတစ်ခုမှာတော့မရှိဘူးအနေငယ်လေးပြန်ပြီးတော့ရုန်းကန်တဲ့အနေထားတစ်ခုမှာရှိတယ်ဒါပေမဲ့လည်းအာဆင်နယ်ရဲ့လက်ရှိဒီနှစ်ပိုင်းခြေစမ်းရတော့အရင်နှစ်တည်းကထပ်ပို့ပြီးတော့လေတောင်းနေတာနဲ့ကစားသမား င်အားအရာရဲ့ ဒဏ်ရာကစားသမားအချို့ရှိခဲ့ရယ်ဆိုရင်တော့အသင်းရဲ့ဖောင်ရမပြတ်သွားဘဲနဲ့ကျွန်တော်ပုံမှန်တိုင်းလေးထပ်ပြီးတော့ထင်းသိမ်းထားနိုင်တယ်ဆိုတဲ့အနေထားတစ်ခုအရာဖူဟန်တဲ့ရဲ့နောက်ဆုံးပွဲစဉ်နှစ်ပွဲမှာလည်းကျွန်တော်တို့ဗီလာတို့ကျွန်တော်တို့ဘုံမော့တို့လိုကစားခတ်တဲ့အသင်းတွေကိုစရိုက်ရှုံးနေထားတာဆိုတော့ဒီပွဲစဉ်မှာရောဖူဟန်အနေနဲ့အင်ဝင်းမှာအာဆင်နယ်ကိုအကောင်းဆုံးတုံ့ပြန်နိုင်မှာမဟုတ်ဘူး။ဒါမှမဟုတ်အာဆင်နယ်အသင်းရပဲအဲဆိုလိုအသင်းတွေအတွက်ထပ်ပြီးတော့ဗောနော်ဒီဟာဒီပရီးမီယာလိကျွန်တော်တို့တိုက်တဲ့အတွက်ဗောနော်အကောင်းဆုံးကျွန်တော်တို့နောက်ထပ်သုံးမှတ်တစ်ခုကိုထပ်ပြီးတော့စုဆောင်းသွားနိုင်မလားအဲအလေးလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်မြတ်။ဟုတ်ကဲ့ပါကိုကြီးဒါပြီးခဲ့တဲ့သူတို့ဒါ2023 2024ရာသီမှာတော့ဒါဖူဟန်အသင်းရသူတို့ရဲ့ဒါအင်ကွင်းမှာဒါ2-1ဆိုတဲ့ရာလန် ဲ့အနိုင်ရရှိခဲ့တယ်လို့နောက်ကျွန်တော်တို့အာဆနယ်သင်းရဲ့အိမ်ဝင်အမ်မရိတ်မှာလည်းဒါဖူဟန်သင်းကတူးတူးဆိုရရလက်တေရလက်ထွက်ပေါ်အောင်ကစားနိုင်ခဲ့တယ်ဗျ။ဒါမဲ့ကျွန်တော်ပြီးခဲ့တဲ့အရာဒီမှာတော့ဒါတစ်ချိန်ဒါဖူဟန်သင်းကသူတို့ရဲ့အိမ်ဝင်မှာတေရကြအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်။ဒါမဲ့ကျွန်တော်အာဆနယ်သင်းရဲ့အိမ်ဝင်မှာကိုသူတို့ရှုံးနေခဲ့တာကျွန်တော်တွေ့ရတယ်။ဆိုတော့ဒါကိုကြည့်ချင်းအပြင်နောက်ဆုံးနှစ်နှစ်ကိုပဲကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဖူဟန်သင်းကသူတို့ရဲ့အိမ်ဝင်မှာအာဆနယ်အသင်းကိုအကောင်းဆုံးခုခံကစားနိုင်တယ်ဆိုတော့မှတ်တမ်းလေးတစ်ခုတော့ရှိတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒါတေရတစ်မှတ်လောက်ရမယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်ဆိုတော့အနေဒါတစ်ခုမှာဖူဟန်အသင်းအနေနဲ့ဒါပြီးခဲ့တဲ့နှစ်နှစ်ရ ဲ့ဒါဂျာလက်တစ်ခုကိုဒါဆက်လက်ပြီးတော့တည်ဆောင်လာနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်ဆောင်ကြည့်ရမယ်အာဆင်နယ်အသင်းကလည်းနှင်းနှင်းဆက်တိုက်တာဖူဟန်အသင်းရဲ့အိမ်ခွင်းမှာအနိုင်မရရှိတဲ့ဒါစံချိန်တစ်ခုကိုဒီတစ်ခေါက်ဒါချိုးဖြတ်သွားနိုင်မလားဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်ဗျာ ဟုတ်ကဲ့ပါကွယ်လက်ရှိတော့ကျွန်တော်ဖူဟန်အသင်းရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့တို့လက်တန်ရရကစားသမားတွေအချို့ရှိနေတော့ကျွန်တော်တွေ့ရတယ်ဆိုတော့တစ်ဖက်ကအာဆင်နယ်အသင်းရလက်တန်ရရကစားသမားအချို့ဒါရှိနေသေးတယ်ဆိုပေမဲ့ဒါတို့ရဲ့အကောင်ဆုံး line up တစ်ခုတော့ဆက်လက်ပြီးတော့ထုတ်နိုင်နေတော့မယ်ဆိုတော့လက်ရှိဒီရသည်မှာအာဆင်နယ်အသင်းအနေနဲ့ဒါကျွန်တော်တို့တော့ first line ရဲ့ကစားသမား second line ရဲ့ကစားသမားဒါကျွန်တော်တော်တော်လေးမျှတနေပြီးတော့ဒါတို့ရဲ့ဒါကျွန်တော်လူစင်းရဲ့အစုဖွဲ့ကောင်းတစ်ခုကိုဒီရသည်မှာပိုင်ဆိုင်ထားရလို့ကျွန်တော်ပြောရမယ်ဗျဆိုတော့ဒါဒန်ရရကစားသမားအချို့ရှိနေရင်တော့ပဲတို့ရဲ့အကောင်ဆုံး၁၁ယောက်ဆိုတဲ့လူစင်းတစ်ခုထုတ်လာနိုင်ချေရှိသေးတဲ့အနေအထားတစ်ခုမှဒါအာဆင် နေအသင်းရောဒီနေ့ပွဲစဉ်မှာအဝေးကွင်းမှာဘယ်လိုမျိုးပြင်ဆင်လာနိုင်မလဲဖွန်အသင်းရောဒါအိမ်ကွင်းမှာရလက်ကောင်းတစ်ခုရရှိအောင်ဘယ်လိုမျိုးပြင်ဆင်လာနိုင်မလဲဗျ ဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းရဲ့ဒဏ်ရာပြဿနာနဲ့ကျွန်တော်ဒီပွဲထွက်လာနိုင်တဲ့လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ဖူဟန်တင်းကတော့ဒီပွဲစဉ်တော့တေချာပေါ့လွှဲချုံမယ်ကစားသမား၃ရောက်ရှိတယ်။အဲ့လိုပဲတစ်ဖက်ကအာဆင်နယ်တင်းကလည်းဒီပွဲစဉ်တော့လွှဲချုံလွှဲချုံမယ်ကစားသမားပေါ့နော်တေချာပေါ့လွှဲချုံမယ်ကစားသမား၃ရောက်ရှိတယ်။ကျန်တဲ့ကစားသမားအချို့ကတော့ဒီပွဲစဉ်အတွက်ကျွန်တော်ပြောမယ်ဆိုဒဏ်ရာပြဿနာတော့ပြန်ပြီးတော့တက်တာလာပြီဒါပေမဲ့ဒီပွဲစဉ်မှာပြန်ပြီးကစားနိုင်မယ်ကစားနိုင်ပြန်ပြီးစောင့်ကြည့်ရအောင်မယ်။အဲ့တော့ဖူဟန်တင်းရဲ့လူစင်းကိုကြည့်ရမယ်ဆိုရင်ဖူဟန်တင်းကခန်းစစ်ပိုင်းကကျွန်တော်ဒီတတိရဲ့ပြီးနောက်တဲ့ကွင်းလေလူကစ်ကဲပြီးတော့တိုက်စစ်ပိုင်းကကျွန်တော်ဒီရူဒီဂူမူနီစ်ကဲတော့ဒီပွဲစဉ်မှာတေချာပေါ့လွှဲချုံဖို့ရှိမယ်ပြီးတော့နောက်ထပ်တိုက်စစ်ကစားသမားဖြစ်တဲ့ရောဂျီမီနက်စ်ကတော့ဒီပွဲစဉ် ်မှာပြန်ပြီးပါဝင်ကောင်းပါဝင်နိုင်တယ်ဆိုတဲ့အနေအထားလေးတော့ရှိတယ်ဗျအဲ့လိုပဲတစ်ဖက်ကအာဆင်နယ်ကလည်းတိုက်စစ်ပိုင်းက Gabriel Jesus, Kai Havertz နဲ့ Quinn Lane ကကြောင့်ဒီ Martin Odegaard တို့ဒီဘုံအသေးချဘောလွှတ်ချက်ကိုရှိပြီးတော့တောင်မှကစားမဖြစ်တဲ့ Mario Gage နဲ့ Kansas က Hinkepi ကတော့ဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်ကောင်းပါဝင်နိုင်တဲ့အနေအထားလေးမှာရှိတယ်အဲ့တော့ဒီကစားသမားတွေရောဒီပွဲစဉ်မှာအာဆင်နယ်တင်းရဲ့ Portal လို17ရောက်ဆင်းမှာပြန်ပြီးတွေ့ရမှာဒါမှမဟုတ်ကြောင့်ဒီအရင်ဆင်းမှာတွေ့ရမှာပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့ဖြစ်နေပွဲ Fuel တင်းရဲ့ line နဲ့17ရောက်ပြန်ပြီးကြည့်ရမယ်ဆိုလို့ Fuel တင်းရဲ့သူတို့တင်းကိုသမားနေရာမှာတော့အာဆင်နယ်ကိုသမားဟောင်းဖြစ်တဲ့ Brand Lino ကိုပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်ခစစ်သုံးတောင်းမှာတော့ကျွန်တော်ဒီ Bassi Anderson နဲ့ Dio ော့ပလို့ရှိမှာဖြစ်ပြီးတော့ဘယ်ဘက်ချမ်းကျွန်တော်ဒီဝင်ဘက်နေရာမှာဆိုတော့လက်ခွင့်ဘက်မှာဆဆညွန် right ဘက်မှာဆိုတော့ custody ကွင်းလက်ဘက်မှာတော့ကျွန်တော်ဒီ7 bash နဲ့ကျွန်တော်ဒီ lucket ကိုတွေ့ရဖို့ရှိပြီးတော့အကဲ lucket တာဒီပွဲစဉ်မှာမကစားနိုင်ဘူးဆိုရင်တော့ဘယ်သူများပြန်ပြီးပွဲထွက်လာမလဲဒီကွင်းလုံးပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်နောက်ထပ်ကျွန်တော်ဒီနောက်ချန်တက်စစ်မှုနေရာမှာတော့ EVP ရှိမယ်ပြီးတော့ Harry Wilson ရှိမယ်ကျွန်တော်ဒီ number 9 room မှာတော့ကျွန်တော်ဒီ Jimmy Nestor ဒီပွဲစဉ်မှာမကစားနိုင်သေးဘူးဆိုရင်တော့ပြီးခဲ့တဲ့ပွဲစဉ်မှာပွဲထွက်လာခဲ့တဲ့လူငယ်ကစားသမား King Met ထပ်ပြီးတော့ပွဲထွက်လာဖို့ရှိပြီးတော့အကဲ Jimmy နဲ့ကစားနိုင်မယ်ဆိုတော့ Jimmy Nestor ကကျွန်တော်ဒီ number 9 room ကိုဖြစ်ပြီးတော့ကဲ King ကကျွန်တော်ဒီကွင်းလယ်ဘက်ကို ပြန်ပြီးစဉ်းကစားတာမျိုးတော့အဲ့လေးလည်းပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်။အဲ့တော့ဖူအန်တဲ့ရဲ့လူစင်းရောတိုက်စစ်ပိုင်းမှာကျွန်တော်ဒီ Himiness နဲ့ Moonness နဲ့မပါဝင်နိုင်တော့အနေငယ်လေးအာရုံဖို့ရှိရဆိုပေမဲ့လည်းအကယ် Himiness တာဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်နိုင်ခဲ့မယ်ဆိုရင်တော့အဲကျွန်တော်ဒီဖူအန်တဲ့ရဲ့လူစင်းရောလည်းအရင်ကြီးတော့ရှော့ရဲနေတဲ့အနေထားမှာတော့မရှိဘူး။ Arsenal တဲ့ကိုအိမ်ကွန်းမှာအကောင်းဆုံးတုံ့ပြန်နေတဲ့အနေထားလေးမှာရှိမယ်ဗျ။အဲ့တော့တစ်ဖက်က Arsenal တဲ့ရဲ့ဖြစ်နိုင်ပွဲလူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ Arsenal တဲ့ကလည်းထုံးစံနဲ့ကိုသမားနေရာမှာတော့ David Robert ထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်။ Pepe Chan ခန်းစဉ်မှာဆို Color Fury ညာဘက်ခန်းစဉ်မှာဆိုတော့ Julian Timber ခန်းစဉ်အတွင်းနေရာမှာဆိုတော့ Gabriel နဲ့ Saliba ကွန်းလည်းအတွက်ဖက် မှာတော့ဒီပွဲစဉ်မှာအနေငယ်လေးများအပြောင်းလဲလုံးလာမှာကျွန်တော်ပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်။ OD ကဒန်ရနေတယ်။ Declan Rice လည်းဒန်ရပြဿနာအနေငယ်လေးတော့ရှိတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာ Declan Rice ပြန်ပါဝင်နိုင်နေဆိုတဲ့အနေအထားလေးလည်းပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်ဗျ။အဲ့တော့အကယ် OD ကမပါဝင်နိုင်ဘူး Declan Rice မပါဝင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ Zubimendi တို့ကျွန်တော်တို့ Nogues တို့ AZ တို့ရဲ့ကွင်းလင်အတွက်ဖက်ကိုပြန်ပြီးမြင်ရဖို့ရှိပြီးတော့အကယ် OD ကတယောက်ပဲလွဲချုံမယ်ဆိုရင်တော့ကျွန်တော် Declan Rice ရဲ့ Zubimendi ရဲ့ Nogues ရဲ့ AZ ရဲ့ဒီကစားသမား၄ယောက်ထဲကနေပြန်သူများပြန်ပြီးပေါ်ထွက်လာမယ်ပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်။တိုက်စစ်ပိုင်းမှာဆိုတော့ number 9ရို့မှာတော့ Recovers ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိပြီးတော့ညံပချန်ကျွန်တော်တို့တောင်တောင်မှတိုက်စစ်မှာ ဆိုတော့ဆက်ကဘယ်ဘက်ချမ်းနေရာမှာဆိုတော့မာတီနယ်လီဒါမှမဟုတ်ကျွန်တော်တို့ Trossard တို့ကိုပြန်ပြီးတွေ့ရဖို့ရှိပါလိမ့်မယ်ခင်ဗျာ ုတ်ကဲ့ကိုဆိုတော့ဒါလက်ရှိအနေအထားတွေအရာကတော့ဒါကျွန်တော်တို့နှစ်ဖက်အသင်းစလုံးမှာဒါတို့ရဲ့အဓိကကစားသမားတော့ပုံမှန်ပါဝင်ကစားတဲ့ကစားသမားအချို့တန်ရန်ပြဿနာနဲ့ရင်ဆိုင်နေရတာကိုကျွန်တော်တို့ကြုံတွေ့နေရပြီဆိုတော့ဒါအာဆနယ်ဘက်ကကြည့်မယ်ဆိုရင်တော့ဒါဒီကလန်ရိုက်ဒီနေ့ပွဲစဉ်မှာပါဝင်လာမယ်ဆိုရင်တော့တို့ရဲ့ဒါကျွန်တော်ကွင်းလဲပိုင်းကအရင်ကြီးတော့အားနေသွားမှာတော့မဟုတ်ဒါပေမဲ့ OD gap မပါဝင်နိုင်ခြင်းကဒါအာဆနယ်အသင်းရဲ့ဒါကျွန်တော်တို့ကွင်းလဲပိုင်းမှာအနေငယ်များယော်ဒီယော်ရဲလေးများဖြစ်နေမလားပေါ့နော်ကျွန်တော်တို့ဒါလေးတစ်ချက်စိုးရိမ်မိတယ်နောက်ကျွန်တော်တို့ဒါတိုက်စစ်ကတော့ဒါယော်ဂရက်ဒါဆာဂါထရော့ဆက်ဒါတော့မာတင်နယ်လီပေါ့ ော်ဆိုတော့ဒီတိုက်စစ်တွဲလုံးတွေပဲကျွန်တော်မြင်တွေ့ရဖို့ရှိတယ်နောက်ကျွန်တော်တို့ဒီ ကိုသမားနဲ့ဒါခန့်စစ်နေရတာလဲဒါကျွန်တော်အာဆင်နယ်အသင်းကဘာမှအပြောင်းလဲမလုပ်နိုင်ဘူးပြဆိုတော့ဒီအနေထားနေကြောင်းပဲဒါအာဆင်နယ်အသင်းကဒါတို့ရဲ့တည်ငြိမ်နဲ့ဒါကျွန်တော်လူစင်းတစ်ခုကိုတော့ကျွန်တော်ဆက်လက်ပြီးတော့မြင်တွေ့ရဖို့ရှိတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့အိုဒီကတ်ပါဝင်နိုင်ခြင်းရှိမရှိပေါ့နော်ဆိုတော့အိုဒီကတ်ကတော့ဒီနေ့ပွဲစဉ်မှာတော့ပါဝင်နိုင်မှာတော့မဟုတ်ဒါမဲ့ဒီကလန်ရိုက်စ်ပေါ့နော်ဆိုတော့ဒီကလန်ရိုက်စ်ကတော့ပြန်လဲပြီးတော့ပါဝင်နိုင်တယ်ဆိုတော့အနေထားတစ်ခုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့တစ်ဖက်ကဖူဟန်အသင်းကတော့တို့ရဲ့ဒါကျွန်တော်တို့အဓိကကွင်းလေကစားသမားဒါလူကစ်ဒီနေ့ပွဲစဉ်မှာဒါမပါဝင်နိုင်တာမျိုးဖြစ်နိုင်တယ်ဆိုတော့နောက်ကျွန်တော်တို့ဒါဖူဟန်အသင်းရဲ့ဒါကျွန်တော်တိုက် exit ပိုင်းကလည်းအရင်ကျွန်တော်တို့ပါ solid ဖြစ်ပြီးတော့ဒါကျွန်တော်တောက်လျှောက် short ကစားနေတဲ့လူစင်းမျိုးကိုကျွန်တော်မမြင်ရဘူးပြဆိုတော့ဒါကျွန်တော်တို့ပွဲချိန်အတွင်းထဲမှာဒါလူစားလဲပြီးတော့ဒါကျွန်တော်အပြောင်းလဲလေးတွေများတဲ့နေရာတစ်ခုလို့ကျွန်တော်ပြောရမှာဆိုတော့ exit ပိုင်းဆိုင်ရာရမှာ full hand အသေးစီပုံသေးချပြီးကစားရတယ်ဆိုတော့နည်းနည်းလေး sharp ပါတယ်ဆိုတဲ့အနေထားတစ်ခုကျွန်တော်မြင်တွေ့ရတယ်နောက်ကျွန်တော်တို့ဒါ cancer ပိုင်းပေါ့နော်ဆိုတော့ cancer ပိုင်းမှာလည်းဒါကျွန်တော်တို့ဒါ full အသင်းရဲ့ cancer ပိုင်းအနေငယ်ရော်တိရော်ရဲ့အနေထားဒီတစ်ခုတော့ရှိတယ်ဗျာဆိုတော့ဒီပုံစံလေးတစ်ခုကိုမပြင်နိုင်သေးဘူးဆိုရင်တော့ဒါ full အသင်းအတွက်မှာတော့ဒါ hard work တွေအများကြီးရှိနေသေးတယ်လို့ကျွန်တော်ပြောမယ်နောက်ဆုံးနှစ်ပွဲမှာဒါ6 9အထိပေးရတယ်ဆိုတဲ့အနေထားတစ်ခုကဒါကျွန်တော်တို့ဒါ full အသင်းအတွက်လည်းတော်တော်လေးဒါကျွန်တော်တိုက်စစ်ပိုင်းဆိုင်ရာအရာမျော်ရဲနေရဆိုတာမျိုးကျွန်တော်တွေ့ရတယ်ဒီနေ့ပွဲစဉ်မှာဒါအဲ့ဒီအချက်ကိုမပြင်နိုင်ဘူးဆိုရင်တော့ဒါ Arsenal အသင်းရဲ့ဒါကျွန်တော် twin goal တွေများများဆွဆွမြင်တွေ့သွားရနိုင်ချေရှိတဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်လာနိုင်ချေရှိတယ်ဗျာ ဟုတ်ကဲ့ပါကွေဆိုတော့ဒါလက်ရှိအနေအထားတွေကဒါကျွန်တော်ဖူဟန်တင်တဲ့အာဆင်နယ်တင်တော့ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်ရှစ်မှာလာရောက်ပြီးတွေ့ဆုံကြရတယ်ဆိုတော့တေချာပေါင်း ရှိတာ တကူကတော့ဒါအာဆနယ်အသင်းဒီဒီနေ့ပွဲစဉ်မှာအမှတ်ရလို့မရဘူးဗျအကယ်၍ဒီနေ့ပွဲစဉ်မှာအမှတ်ရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်အဆင့်နှစ်နေရာကလီဗာပူးအသင်းကဒါကျွန်တော်ကြော်တက်သွားဖို့ရအခွင့်ကောင်းနေရှိနေတယ်ဆိုတဲ့အနေထားတကူမှာအာဆနယ်အသင်းကလည်းအမှတ်ရလို့မရတယ်လို့တစ်ဖက်ကလီဗာပူးအသင်းကလည်းအမိလိုက်နိုင်ဖို့အတွက်သူတို့လည်းအမှတ်ရလို့မရဘူးဆိုတဲ့အနေထားတကူဗျဆိုတော့ဒီနေ့ထားမှာဒါအာဆနယ်အသင်းကတော့ပို့ပြီးတော့ဒါအခွင့်အရေးကောင်းနေရရှိနေတယ်ဖူဟန်အသင်းနဲ့တွေ့တဲ့အဝေးကွင်းဆိုပေမဲ့လည်းဒါကျွန်တော်တို့ဒါအသင်းကြီးရင်းနဲ့ဒါရင်ဆိုင်မကစားရသေးဘူးဆိုတဲ့အနေထားတကူမှာအာဆနယ်အသင်းတို့ကတော့ဒီလိုပွဲစဉ်တွေကအကောင်းဆုံးရမှတ်တွေစုဆောင်းဖို့အတွက်ဒါကျွန်တော်အခွင့် ွင့်အခါကောင်းကြားတဲ့ပွဲစဉ်တွေလိုပဲကျွန်တော်ပြောရမယ်ဆိုတော့ဒါ full hand အသင်းရောဒါတို့ရဲ့ဒါကျွန်တော်ရှေ့မှာပွဲစဉ်နှစ်ပွဲမှာဒါအသင်းကောင်းအနေနဲ့တွဲဆုံတဲ့ပွဲစဉ်မှာတို့ရှုံးနေခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါတကယ်အသင်းကြီးနဲ့တွဲဆုံတဲ့အခါမှာတို့တို့ဘယ်လောက်ထိလုပ်ပြနိုင်မလဲပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်မှာဒါ full hand အသင်းရရှေ့အမှားတွေလိုမျိုးကျွန်တော်ဆက်ပြီးတော့မြင်တွေ့လာရနိုင်ခြင်းရှိမလားဒါမှမဟုတ်တစ်ဖက်က Arsenal အသင်းကရောဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာတို့ရဲ့ဒါပုံစံကောင်းတစ်ခုအကောင်းဆုံးထိန်းသိမ်းပြီးတော့လိုအပ်နေတဲ့ရမှတ်တွေကိုအကောင်းဆုံးစုဆောင်းသွားနိုင်မလားဆိုတော့ကိုယ့်ရဲ့မြင်လေးနဲ့ကိုယ့်ရဲ့လက်လေးကိုလည်းခံမှန်းပေးပါဦးမြတ် ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်အရကျွန်တော်ဒီဆောင်ရွက်ပေါ်ကလူစင်းနေတယ်ကျွန်တော်လက်ရှိအမပေးစရာရက်တီမူပြင်ပြီးချိန်ထိုးကြည့်မယ်ဆိုနှစ်သိန်းကျမှာတော့ကွာဟာချက်တော်တော်လေးကြီးမားရယ်ဆိုရင်ဒီထိုင်မှာပြင်ပြီးတွေ့ရတယ်အာဆင်နယ်ကတော့လက်ရှိအဆင့်တက်မှာခုနှစ်ပွဲကစားပြီးအချိန်မှာ16မှတ်နဲ့ရက်တီနေတယ်ဆိုပေမဲ့လေဖူဟန်တို့အနေငယ်လေးရုန်းကန်နေရတယ်ခုနှစ်ပွဲကစားပြီးအချိန်မှာ10မှတ်ပဲရှိသေးတယ်တန်းဆင်းဆုံးနေတယ်ကျွန်တော်ဒီလေးမှတ်ပဲကွာဆိုရဲအနေထားတစ်ခုအရတော့ဖူဟန်အနေနဲ့လည်းဒီပွဲစဉ်မှာဖူဟန်ရောဖူဟန်ရဲ့နီးပြမှာကိုဆေးဗာအနေနဲ့ရောနည်းနည်းလေးတော့ဖီးအားလေးရောရှိလိမ့်မယ်ဗျပြီးတော့ကျွန်တော်ဒီလန်နေတာပြီးဖြစ်နေရတဲ့အညီအိမ်ကွင်းမှာရှင်ပြန်ကစားတဲ့ပွဲစဉ်မှာတော့တိုးတူတယ်အကောင်းဆုံးတုံ့ပြန်ကစားပြီးတော့အနည်းဆုံးကျွန်တော်ဒီတေ မှာတော့ရရှိဖို့အတွက်စ조사လာမှာတော့အမှန်ပဲဒါပေမဲ့လက်ရှိအာဆင်နယ်အသင်းရဲ့ဖောင်အရတော့ပရီးမီယာလိအသင်းကြီးတွေထဲမှာဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုတည်ငြိမ်နေအောင်ကျွန်တော်တွေ့ရတယ်နိုင်တဲ့နိုင်တဲ့ပွဲတွေမှာနိုင်ရရှိအောင်ဆွမ်းဆောင်ထားတယ်ကျွန်တော်ရှုံးနေခဲ့တဲ့ပွဲစဉ်တွေဆိုလို့ကျွန်တော်လီဗာပူးနဲ့အန်ဖီကွင်းမှာရှုံးနေခဲ့တဲ့ပွဲစဉ်တပွဲတည်းလွဲပြီးဒီနေ့ချန်ပီယံကစားခဲ့တဲ့ကျွန်တော်ပွဲစဉ်တွေအကုန်လုံးမှာအာဆင်နယ်အနေနဲ့ရှုံးနေထားခြင်းမရှိသေးဘူးဗျချန်ပီယံလိမှာရောပရီးမီယာလိမှာရောအဲ့တော့လက်ရှိအာဆင်နယ်အသင်းအနေထားတော့ပြောရမယ်ဆိုရင်တော့လက်ရှိဒီယာဒီမှာပရီးမီယာလိမှာအကောင်းဆုံးအနေထားနဲ့ဖြတ်ကျော်နေပြီးတော့ နောက်ထပ်ကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုရင်ဒီအခုဒီပွဲစဉ်ရှစ်မှာတွေ့ဆုံမယ်လီဗာပူးအသင်တို့အနီးကပ်ဖိအားပေးနေလီဗာပူးအသင်းရတယ်ယူနိုက်တက်နဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်အင်္ဂလန်ဒါဘီပွဲစဉ်အနေနဲ့ဆင်နွှဲအောင်မှာဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အနေနဲ့ အစောပိုင်းရှင်မြန်ကစားမှနဲ့အညီတို့တို့ဒီဒါကျွန်တော်တို့ပြောရမှာဆိုရမတ်သုံးဘက်ကိုအပြေးဝါစုဆောင်းလာနိုင်ခဲ့မယ်ဆိုရင်လေဘူးတို့ပို့ပြီးတော့ PR များလာနိုင်တယ်ဆိုရင်အနေအထားလေးတစ်ခုလည်းပြင်ပြီးတွေ့ရမယ်အဲ့တော့ဒီပွဲစဉ်မှာတော့ Arsenal အနေနဲ့ကိုအမားခံမှာတော့မဟုတ်ဘူးဗျအဲ့လိုပဲတစ်ဖက်ကဖူဟန်ကလည်းအိမ်ဝင်ရက်လက်ပိုင်းကနောက်ဆုံးသုံးပွဲလုံးအိမ်ဝင်မှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးအနိုင်ရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းအသင်းကြီးတွေပြီးတော့ကျွန်တော်ဒီဖြန်ပြင်းအသင်းတွေအသင်းကောင်းတွေဖြစ်တဲ့ဘုံမော့တို့ဗီလာတို့တို့နဲ့ရှင်မြန်ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာတော့တိုက်စစ်ပိုင်းကကျွန်တော်ဒီသွင်းကိုတကူးစီဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ခံစစ်ပိုင်းကနှစ်ပွဲပေါင်း6ခုထိပေးခဲ့ရတယ်အဲ့တော့လက်ရှိ Arsenal အသင်းရဲ့တိုက်စစ်နဲ့ရှင်ပြိုင် င်တဲ့အချိန်မှာရောဒီ ခံစီပိုင်းစွမ်းဆောင်ရပါတော့ထပ်ပြီးတော့များရော်ရဲနေကအဲ့လေးလေးပြင်ပြီးစိုးရင်စီရရှိတဲ့အနေထားလေးတစ်ခုရှိတယ်ဗျတိုက်စစ်ပိုင်းကတော့နောက်ဆုံး၅ပွဲလုံးမှာကျွန်တော်တို့အ ਨੇ ဆုံးတပွဲကိုတကူးစီသူးထားနိုင်တယ်ဖူအန်တဲ့တိုက်စစ်ပိုင်းအနေထားကလည်းအာဆင်နယ်နေတော့အကြမ်းကြီးတော့ပေါ်ရလို့တော့မရဘူးဒါပေမဲ့လက်ရှိအာဆင်နယ်တင်းရဲ့ခံစစ်ကလည်းပရီးမီယာလီဂ်မှာရောကျွန်တော်တို့ချန်ပီယံလီဂ်မှာတော်တော်လေးကိုတောင်းတင်းပြီးတော့ချစ်နေတယ်ဆိုတဲ့အနေထားအရင်နှစ်တွေကအာဆင်နယ်အနေနဲ့ကျွန်တော်တို့အိုဒီကတ်တို့ဆာကာတို့အဒန်ရရှိသွားရဆိုရင်နည်းငယ်လေးရုံးငန့်သွားရတယ်ဆိုတဲ့အနေထားရှိခဲ့ပေမဲ့ဒီနှစ်မှာတော့အိုဒီကတ်တို့ဆာကာတို့ဒန်ရရှိနေသည့်တိုင်အောင်အာဆင်နယ်တင်းရဲ့ဖောင်ရပြတ်သွားခြင်းမရှိဘူးဒါတော့ဒီယာဒီမှာသူတို့အတင်းနဲ့ဖြည်းဖြည်းတင်းထ ားတဲ့ကစားသမားတွေအင်အားအရာတော့အာဆင်နယ်နဲ့တော်တော်လေးကိုတင်ကျင်နေတဲ့ ကျွန်တော်ဒီပြောရမယ်ဆိုရင် color တစ်ခုဖြတ်တန်းနေရတယ်ဆိုရင်အနေထားတစ်ခုမှာတော့အမားခံမှာတော့မဟုတ်တော့တော့ဘူးဗျအဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့လက်ရှိခြေစွမ်းပိုင်းနဲ့လက်ရှိရက်လက်ပိုင်းနဲ့အပြန်ပြီးစဉ်းစားရမယ်ဆိုတော့ Arsenal အနေနဲ့တော့ Fulham အသင်းကိုအကောင်းဆုံးဖြတ်ကျော်လာနိုင်တဲ့ပွဲစဉ်ဒီပွဲဖြတ်သွားနိုင်တယ်ကျွန်တော်တို့ခံမမိတဲ့အဲ့တော့ကိုရက်လက်နေသားနဲ့ခံမမ်းရမယ်ဆိုတော့ Fulham အသင်းရဲ့အိမ်ကွင်း Johnny Craven Cottage ဖြစ်တဲ့အတွက်ကြောင့်မို့အရင်ပြတ်သားရက်လက်တစ်ခုနဲ့တော့ Arsenal အနေနဲ့နိုင်သွားမယ်လို့တော့မထင်ဘူးကျွန်တော်တို့ကပ်ပြီးတော့နိုင်မယ့်ပွဲစဉ်ဖြစ်ဖို့များပြီးအကဲ Arsenal အသင်းနိုင်ခဲ့မယ်ဆိုတော့1-0ဆိုရက်လက်ဒါမှမဟုတ်2-1ဆိုရက်လက်ကဖြစ်နိုင်ပွဲများဆုံးရက်လက်တစ်ခုလို့တော့ကျွန်တော်ထင်မိပါတယ်ခင်ဗျ ဟုတ်ကဲ့ကိုဆိုတော့လည်းရှိအနေထားလေးကိုတစ်ချက်ကြည့်မယ်ဆိုရင်တော့ဒါဖူဟန်အသင်းပေါ့နော်ဖူဟန်အသင်းကဒါကျွန်တော်နောက်ဆုံး၅ပွဲအနေထားကိုကြည့်မယ်ဆိုရင်တော့တို့ရဲ့အိမ်ကွင်း၃ပွဲမှာဒါအနိုင်ရရှိထားသလိုဒါကျွန်တော်အဝေးကွင်း၂ပွဲမှာတော့တို့ရှုံးနေထားတယ်ဒါပေမဲ့တကူးဒါစိတ်ဝင်စားဖို့ကောင်းတာကဒါဖူဟန်အသင်းဒီဒါကျွန်တော်တို့အဲ့ဒီ၅ပွဲစလုံးတို့ဒါနိုင်တဲ့၃ပွဲနဲ့ရှုံးတဲ့၂ပွဲအဲ့ဒီ၅ပွဲစလုံးမှာသွင်းကိုတွေသွင်းယူထားတယ်ဗျဆိုတော့ပွဲစဉ်တိုင်းကိုသွင်းကိုသွင်းယူထားတော့ကျွန်တော်တွေ့ရတယ် Bradford အသင်းရဲ့ပွဲစဉ်မှာတော့ဒါ၃ခုသွင်းယူခဲ့တယ်ကျန်တဲ့၄ပွဲမှာတပွဲကိုတကူးစီသွင်းယူခဲ့တယ်ဗျဆိုတော့ဒါဖူဟန်အသင်းရဲ့တိုက်စစ်က ဒါဘလောက်ပဲမိုးရဲရေရောက်နေပါစေအောင်ဒါတကူလောက်တော့ပြန်ပြီးတော့ twin ယူနိုင်တယ်ဆိုတော့အနေထားတကူကျွန်တော်တွေ့မြင်ရတယ်တစ်ဖက်ကအာဆန်နယ်အသင်းကတော့နောက်ဆုံး၄ပွဲဆက်တိုက်ကိုဒါ2-0ဆိုတဲ့ရလဒ်တစ်ခုနဲ့ဒါအနိုင်ရရှိခဲ့တာဒါမှမဟုတ် City အသင်းနဲ့ပွဲစဉ်မှာတော့ဒါ1-1ဆိုတဲ့ရလဒ်တစ်ခုနဲ့ဒါတည်ရကျသွားခဲ့ရဗျာဆိုတော့ဒီအနေထားရဲ့ကြောင့်ဒါအာဆန်နယ်အသင်းရဲ့ဒါတိုက်စစ်ပေါ့နော်ဆိုတော့နောက်ဆုံးဒါ2ပွဲဆက်တိုက်သူတို့ဂိုးမပေးရဘူးဆိုတဲ့ဒါခံစစ်တကူကလည်းရှိနေသေးတယ်ဆိုတော့ဒါအာဆန်နယ်အသင်းရဲ့ခံစစ်ကျစ်လွတ်မှုကိုဒါဖူဟန်အသင်းကရောဒါသူတို့ပွဲစဉ်တိုင်းဒါနောက်ဆုံး5ပွဲဆက်တိုက်ဒါဂိုးသွင်းယူနိုင်တယ်ဆိုတဲ့အနေထားတစ်ခုနဲ့ဆက်လက်ပြီးတော့ဂိုး သွင်းယူဖို့ရစူးစမ်းလာမလားတစ်ဖက်ကဒါကျွန်တော်အာဆင်နယ်အသင်းကလည်းဒါတို့ရဲ့တိုက်စစ်ကောင်းမှုမှုနောက်ကျွန်တော်ခံစစ်ပိုင်းကြစ်လင့်မှုကလည်းရှိနေသေးတာဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းတို့အကောင်းဆုံးတော့ဖြစ်သွားဖို့ရရှိတယ်ဒါပေမဲ့ဂျာထဲမှာဂျာကျွန်တော်တို့ဒါကလပ်အသင်းပွဲစဉ်တွေမကစားသေးတဲ့အနေအထားတစ်ခုမှာအာဆင်နယ်အသင်းအနေနဲ့လည်းပြန်လည်ပြီးတော့ဒါကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းလေးတွေရှိသလိုတစ်ဖက်ကဒါဖူဟန်အသင်းကလည်းဒါပြင်ဆင်ဖို့အတွက်အချိန်များများရသွားတယ်ဆိုတဲ့အနေအထားလေးတစ်ခုရှိတယ်ဆိုတော့ဒါဒီနေ့ပွဲစဉ်မှာဒါအာဆင်နယ်အသင်းကဒါအဝေးကွင်းမှာဒါလိုအပ်နေတဲ့ရမှတ်ကိုတော့ဒီပွဲစဉ်မှာတို့စုဆောင်းသွားနိုင်လိမ့်မယ်ဒါတော့သိကြတယ်ဆိုတော့ အာဆနယ်ကဘယ်လောက်နဲ့နိုင်မလဲပေါ့နော်ဆိုတော့ဒါလေးကိုပဲကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အကေဘေးဒီလိုပွဲစဉ်မှာသာတို့မနိုင်ဘူးဆိုလို့ရှိရင်တော့ဒါလက်ရှိဒါကျွန်တော်အမှတ်ပေးစရာရဲ့ဒါကျွန်တော်ချန်ပီယံဒါစိန်ခေါ်နေတဲ့အသင်းတစ်သင်းအနေနဲ့ဒါရာသီကုန်အထည်ကိုရလက်ကောင်တည်ဆောင်ဖို့ရခက်ခဲလိမ့်မယ်ဗျာဆိုတော့ဒီပွဲစဉ်မှာတော့တို့ရနိုင်တဲ့ဒါသုံးမှတ်ကိုစုဆောင်ဖို့ရလိုအပ်တယ်ဆိုတော့အာဆနယ်တင်းကဒီပွဲစဉ်မှာလည်းဒါစုဆောင်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ခန့်စားရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဒါတို့အနိုင်ရရှိသွားဖို့ရှိတယ်ဆိုတော့အခုပြောခဲ့သလိုပဲအရင်ဒါကိုပြက်ရလက်တစ်ခုကိုတော့ကျွန်တော်အရင်ခံမှန်းလို့တော့မရဖူဟန်သင်းရဲ့အိမ်ကွင်းဆိုတဲ့အနေထားတစ်ခုကလည်းရှိသေးရဲ့ဗျာဆိုတော့ ော့အနည်းဆုံးဒါနှစ်ဂိုးလောက်ကနေပြီးတော့ဆက်ပြီးတော့ကြီးရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒါအာဆင်နယ်အသင်းကပဲဒါကျွန်တော်2-2 2-1ဒါမှမဟုတ်3-1ဆိုတဲ့ရလလောက်နဲ့အနိုင်ရရှိသွားဖို့ရရှိပါတယ်ဗျာဟုတ်ကဲ့ပါကိုကြီးကျွန်တော်ဒါဖူဟန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြိုင်ကစားကြမှာပရီးမီယာလိပွဲစဉ်၈ရဲ့ပွဲချင်းတွေလည်းချက်တော့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကွဒီပွဲစဉ်တော့ပရီးမီးယားလိပွဲစဉ်ရှင်းဖြစ်စနေနေ့ည7:00နာရီမှာဖူဟန်တင်းနဲ့အာဆင်နယ်တင်းတို့ဟာဖူဟန်တင်းရဲ့အင်ဂွင်ခရဗန်ကော့တေ့ချ်မှာရှင်းပြိုင်ကစားသတင်းမှာဖြစ်ပါရယ်ခင်ဗျာဒါကတော့ကျွန်တော်ဖူဟန်တင်းနဲ့အာဆင်နယ်တင်းတို့ရှင်းပြိုင်ကစားကြမယ့်ပရီးမီးယားလိပွဲစဉ်ရှင်းအတွက်ပွဲချုပ်30ချက်စီစဉ်မှာဖြစ်ပါရယ်နောက်တဲ့ပွဲစဉ်တွေနဲ့အတူလည်းပြန်လာခဲ့ပါအောင်မယ်ဗျာ